ဆော်ဒီအာရေဗျာနဲ့အီဂျစ်တို့ဒီဂါဇာကိုပြန်လည်တိဆောက်ရန်ဒေါ်လာ53ဘီလျံတန်စီမံကိန်းကိုဥဆောင်လဲစီသည်ဒီအစည်းအဝေးဒီဂါဇာကမ်းမြောင်ဒေသစစ်ပွဲမှာပြန်လည်ကောင်းမွန်လာစေရန်အတွက်လမ်းတင်များအိမ်များနဲ့စီးပွားရေးလုပ်ငန်းများကိုအဓိကထားလှုပ်ဆောင်မည်ဖြစ်သည်အမေရိကန်တပ်တော်နဲ့ထရန်ကဂါဇာကိုကမ္ဘာလက်ခီးတဲ့များအနေဖြင့်ပြောင်းလဲလိုသည်၎င်းကိုဂါဇာရီဗီရာဟုခေါ်ပြီးစီးပွားရေးမြစ်တင်ရန်အတွက် ဟိုတယ်များနဲ့ဘန်ဖြစ်စကန်များဆောက်လုပ်ရန်အကြံပြုထားသည်။အာရတ်လူမျိုးများသည်ကျောင်းများ၊စီးရုံများနှင့်လမ်းများကိုပြန်လည်တည်ဆောက်လိုကြသည်။၎င်းတို့၏ရင်မှန်းချက်မှာဂါဇာရှိလူများအားပုံမှန်ဘဝသို့ပြန်လည်ရောက်ရှိစေရန်နှင့်အေရီးယားပုံမှန်တည်ငြိမ်စေရန်ကူညီပေးရန်ဖြစ်သည်။ဝေဖန်သူများက28စိတ်ကူးသည့်လက်တွေ့မကျဘူးဆိုသည်။ဂါဇာသည်ဟိုတယ်များမဟုတ်ဘဲအရေးပေါ်အကူအညီလိုအပ်နေသည်ဟုညွှန်ကြသည်။ သူ့အစီအစဉ်ကလူတွေရင်ဆိုင်နေရတဲ့တကယ်ပြနာတွေကိုလိလူရှုတယ်လို့သူယုံကြည်နေကုလသမဂ္ဂနဲ့ဥရောပသမဂ္ဂတို့ကဒေါ်လာ53ဘီလီယံ project ကိုထောက်ပံ့အားပေးကြသည်ဒါစားကိုပြန်လည်တည်ဆောက်ဖို့ပူကောင်းတဲ့နီလန်လို့သူတို့ယုံကြည်နေနိုင်ငံကြီးပြည်ပခါများနယ်နယ်မိတ်ကန်တာချက်များနဲ့အနာဂတ်စစ်ပွဲများဖြစ်နိုင်ခြေကဲ့သို့သောပြဿနာများစွာရှိပါသည်အစည်းအဝေးတစ်ခုစလုံးတည်အစ္စရေးဟာမတ်စ်နဲ့ အခြားကမ္ဘာမိဖက်အဖွဲ့အစည်းများထံမှပံ့ပိုးကူညီမှုများလိုအပ်သည်အာရအစီအစဉ်သည်အလို့အကံများဖန်တီးရန်နှင့်ပြည်တွင်းစီးပွားရေးလုပ်ငန်းများကြီးထွားလာစေရန်ရည်ရွယ်ပါသည်ဂါဇာကမ်းမော်ဒီတာကပြင်ပအကူအညီတွေအပေါ်မိခိုမနို မလိုစီချင်ကြပါထိုင်းအစည်းအဝေးဒီဂါဇာတွင်ပုဂ္ဂလိကယင်းနီလွတ်နေသူများကိုခေါ်ယူခြင်းဖြစ်သည့်ခိုင်မာသော စီးပွားရေးကဏ္ဍတစ်ခုသည်အလောက်ကံများဖန်တီးပေးပြီး ေတာတွင်လူနေမှုဘဝတိုးတက်စေမည်ဟုသူယုံကြည်သည်လူအခွင့်အရေးအဖွဲ့များကမိသည့်အစီအစဉ်ဖြစ်စေပြည်သူကိုကူညီရန်အာရုံစိုက်ရမည့်အစီအစဉ်ဖြစ်တင်သည်ဂါဇာကမ်းမြောင်ဒေသရှိအများစုသည်စည်ရဲနွမ်းပတ်စွာနေထိုင်ကြပြီးတန့်ရှင်းသောရေနှင့်လက်စစ်မီကဲ့သို့သောအခြေခံဝန်ဆောင်မှုများလိုအပ်နေပါသည်စီမံကိန်းနှစ်ခုစလုံးတည်ဒေသတွင်းငြိမ်းချမ်းရေးအပေါ်မူတည်သည်ပြည်ပခန့်များဆက်လက်ဖြစ်ပွားနေပါကပြန်လည်တိဆောက်ရေး ကြိုးပမ်းမှုများမှာကြာရှည်မည်မဟုတ်ပါယခုတင်ဆက်တော်တဲ့ကတော့ဂါဇာကိုပြန်လည်တိဆောက်ရန်အတွက် မတူညီသောအယူဆနှစ်ခုနှင့်၎င်းတို့ရင်ဆိုင်ရသောစိန်ခေါ်မှုများကိုရှင်းပြထားပါသည်